လီမြို့တော်ရဲ့လူစီကားရတနေရာမှာဖြစ်ပွားခဲ့တဲ့မော်တော်ကားပောက်ကွဲမှုဟာအကြမ်းဖက်ဖြစ်စဉ်တစ်ခုလို့အိန္ဒိယအာဏာပိုင်တွေကအတည်ပြုခဲ့ပါတယ်။နိုဝင်ဘာလ10ရက်နေ့မနက်ပိုင်းကဒေလီရဲ့အထင်ကရရှေးဟောင်းအဆောက်အုံကြီးတစ်ခုဖြစ်တဲ့ခန်တက်နီနားမှာကားတစီးပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးလူ၈ယောက်ထပ်မံနေသေဆုံးခဲ့တယ်လို့ဒေလီရဲတပ်ဖွဲ့ကအထုတ်ပြန်ခဲ့တာပါ။ဒါ့အပြင်လူ20ကျော်လည်းဒဏ်ရာရရှိခဲ့ပါတယ်။အစောပိုင်းတုန်းကအိန္ဒိယဟာအဲ့ဒီကိစ္စကိုအကြမ်းဖက်တိုက်ခိုက်မှုလို့အတိအကျမတတ်မှတ်သေးပဲ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တာပါနိုဝင်ဘာလ12ရက်နေ့မှာတော့ဝန်ကြီးချုပ်နရန်ဒရာမိုဒီရဲ့အစိုးရကဒီဖြစ်ရဟာအကြမ်းဖက်တိုက်ခိုက်မှုလို့အတည်ပြုပြီးပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းကြေညာခဲ့ပါတယ်အိန္ဒိယအစိုးရကိုစန့်ကျင်တဲ့အစုဖွဲ့တွေကအခုလိုမျိုးသူရဲဘောကြောင့်တဲ့လောက်ရကိုကျူးလွန်ခဲ့တာလို့လည်းကြေညာချက်မှာပါရှိခဲ့ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်လို့တန်ရာရှိသူတွေကိုဖမ်းဆီးတာနမဲဖော်ထုတ်ကြေညာဓာတ်တွေတော့မရှိသေးပါဘူး နိုင်ငံအနေနဲ့ဇိုးရုပ်လှတဲ့အကြမ်းဖက်ဖြစ်ရပ်တစ်ခုကိုကြုံတွေ့ကြရကြောင်းဂါဒစီကိုဖောက်ခွဲတဲ့တိုက်ခိုက်မှုကိုအစိုးရစန့်ကျင်ရေးအင်အားစုတွေကအလုံဆောင်ခဲ့ကြောင်းဂျူးလွန်သူတွေကြံရပါတွေအထောက်ပံ့ပေးသူအားလုံးကိုဖော်ထုတ်ပြီးအရေးယူနိုင်အောင်ထိထိရောက်အစုံစမ်းပေးဖို့အစိုးရကညွှန်ကြားထားကြောင်းလည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒေလီကပောက်ကွဲမှုဟာကမ္ဘာလက်ခရီးသွားတွေကြားလူသိများလဲပတ်ကြတဲ့ခန်တက်နီနာကမြေအောက်ယထာပူဓာတစ်ခုမှာဖြစ်ပွားခဲ့တာပါ။ခက်ဖြည်းဖြည်းရွေးလာတဲ့ကားတစ်စီးက မင်းနေသွားတဲ့အချိန်မှာထပေါက်ပြီးအနည်းတစ်ဝိုက်ကကားတွေကိုပါထိခိုက်ပျက်စီးကြတယ်လို့စုံတော်တွေကပြောပါတယ်။ပောက်ကွဲမှုအပြီးအိန္ဒိယနိုင်ငံအနှံ့ကအလူစီကားတဲ့လေပတ်သွားလာရနေရာတွေမှာလုံခြုံရေးသတိပေးချက်တွေကိုတိုးမြင့်ထုတ်ပြန်ခဲ့ရပါတယ်။ဒေလီကပောက်ကွဲမှုအပြီးနောက်တနေ့မှာလည်းအိန္ဒိယပြိုင်ဘက်ပါကစ္စတန်ရဲ့အစ္စလမ်မာဘတ်မြို့တော်မှာအသေးခံဘုံခွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့်လူ၁၂ယောက်သေဆုံးခဲ့ပြီး၂၈ယောက်ထပ်မံတဲ့ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်ရှင်။